ဆုံးပါသွားကြတဲ့အဖေလေးယေရှုပြီးတော့ဗောနော်ကိုယ့်ရဲ့မောင်လေးကိုဗောယဟန်ထိုင်ကယဟန်ထိုင်ကမှဆိုပြီးတော့ဗောနော်မောင်ရှိကိုဒီယဟန်ထိုင်ရှင်ပြုဗောနော်လှူလေးလုပ်ပေးဖြစ်တာပါမကြသေးဘူးပူပူနွေ့နွေ့ပဲညီမလေးအခုအဖေဆုံးတော့ဆိုလဲသူရှိရဲ့ဘေးနားမှာဖေးမပေးတယ်အဖေဆုံးတော့ဆိုလို့ရှင်လည်းအဲ့လိုပဲအဖေရဲ့ဒီနာရီတွေပါအကုန်လုံးလိုက်လုပ်ပေးရပါတော့အခုဆိုလို့ရှင်လည်းကိုကဘေးနားကနေတော့သူ့ကိုဘာဖြစ်ဖြစ်ပေါ့နော်ကို ဟိုအားရှိအောင်ပေါ့နော်အမြင်နဲ့တော့ခွန်အားတွေပေးရပါဘူးအဲနောက်ဆုံးကျတော့လည်းဘီဘီနဲ့ကိုကိုပဲကြံခဲ့တာပဲပေါ့နော်မကြံဘူးရှိတယ်ပါပြီကိုရင်းနောင်ချင်းဆိုလို့ချင်းအဲ့လိုမျိုးပေါ့နော် generation သားသမီးတွေကလာမှာပဲဟိုဘာမှစိတ်မကူနဲ့အဲ့လိုမျိုးတော့ပြောပြီးဖြစ်တယ်အားပြီးဖြစ်ပါတယ်ဒီမှာလीပဲ ီနေ့ကတော့ဥမျိုးဟာပေါ့ပုံကြီးမြတ်အောင်နော်။ရဟန်းကန်ရှင်။ဟမ်ရဟန်းရဟန်းကန်ရှင်ပေါ့။အဲ့ပွဲလေးပါ။ဒီလိုရည်စူးရအောင်ဟုတ်ကဲ့အဖေတွေစုံပါသွားကြတဲ့အဖေတွေအလူလေးပါရည်စူးပြီးတော့ပေါ့နော်ကိုယ့်ရဲ့မောင်လေးကိုပေါ့ဒီဟိုပါပေါ့နော်မောင်ရှေကိုပေါ့နော်ကိုရီးယားနေပြီးတော့မိမလေးရဲ့ဟိုမမကအခုရဟန်းထားရကရဟန်းထားရကမှဆိုပြီးတော့ပေါ့နော်မောင်ရှေကိုဒီရဟန်းထားရှင်ပြုပေါ့နော်အလူလေးလုပ်ပေးဖြစ်တာပါဒါကြောင့်ရံပြီးတော့မှ မကြသေးဘူးပူပူနွေးနွေးပဲညီမလေးအဖေကလေအဖေက तू ကကြောက်တော့နှလုံးအဲ့ကြောင့်လေဟိုဘယ်လိုပြောမလဲနှလုံးသမားတွေကကြောက်ဖို့ကောင်းတယ်ဆိုတာလေဒီလိုပဲပြောနေရင်လည်းပဲဒီအကောင်ကြီးပဲအကောင်ကြီးကနေပြီးတော့တချို့ကြီးအိမ်ရင်းဆုံးသွားတာလို့ပါလို့ရရှိရယ်လေတချို့ကြီးအဲ့ဒါဘာကြောင့်လဲဆိုတော့ heart attack ကြောင့်တကယ်ကိုအဲ့လိုနှလုံးသွေးကြောကျင်းတာတော့ဒါ အရန်ခယူးစားရမယ်ပေါ့နော်အဖေတော့ကလည်းအဲ့လိုပဲဖြစ်တာဖြစ်မယ်ဒီမိုင်လေးအဖေတော့ဆိုလို့ရှိရင်လည်းအဖေရပေါ့နော်အဲ့လိုမျိုးနှီးကင်းတော့ဆိုလို့ရှိရင်အကောင်ကြီးပဲစကားပြောနေကြထိုင်ပြီးပေါ့နော်အဲ့လိုပဲစကားတွေပြောတယ်အဲဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပြောပြီးလို့ရှိရင်ညာ၄နာရီလောက်ကြာတော့မောတယ်ဆိုပြီးဖြစ်လာမောပြီးတော့ तू တနာရီလောက်ပဲ तू ခန်းစားလိုက်ရရပေါ့ तू ထိုင်ရသားလေးပေါ့နော်ဒီလိုမျိုးဘလို့ပြောမလဲမျက်ဖြူလန်ပြီးရောလေအဲ့လိုမျိုးဟိုအသက်ပါတခါလေးပါသွားပါတော့အဲ့ဒါကြောင့်ဒီမျိုးဘလို့ပြောမလဲနှလုံးသမားတွေကြောက်ကိုကောင်းတယ်အခုဆိုအဖေဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်နှလုံးဆက်ထည့်ပြီး၁၀ရက်အနေမှာပဲဟိုအဖေ ကလည်းအသက်84နှစ်ရှိနေပြီဆိုတော့ညီမလေးကနည်းနည်းဒီဒီနှလုံးဆက်ထည့်တဲ့ဟာကြောင့်ဟိုအပြားပေါ့နော်သူက peace maker ဆိုတာရှိရဲအခုသူသူကလို့တန့်ထက်ဘယ်လို stand လာပါလားဘယ်လိုမျိုးဒီလိုအတန်လေးထည့်ရတာရှိရဲသူတဲ့ဆက်တစ်ခုပေါ့နော်အတန်ကျဲကြီးကြားရတယ်တမီးတို့သားတို့ကြားရလားတဲ့အဲ့လိုပြောတော့မကြားရဘူးအမှန်တကယ်သူကိုယ်တိုင်ကြားနေတာသူ့ကိုလေ short ရိုက်နေတာပေါ့နော်အဲ့လိုအထဲထဲကနေပြီးတော့ အဲ့လိုမျိုးဆိုတော့အရန်ကောင်းနေတာပေါ့နော်ဒီဘာလဲဆရာဝန်ကြီးတွေကလည်းတည်တည်ချာချာပေါ့နော်ဂယုတဆိုင်တွေနဲ့တေးချာလို့ပေးရပေါ့ဒါပေမဲ့လည်းအဖေကလည်းဒီကံမဲပါတော့အဲ့ဒါနဲ့ဒီဆက်ကလေးရလဲပေါ့နော်ဘာဖြစ်ဖြစ်ကိုကြီးအဖေကပြောသူဟိုပါပေါ့နော်ဒီကိုကြီးမျိုးကျော်လည်းဒါလေးကိုကိုတွေပေါ့နော်ကိုမတက်နိုင်ကြရတဲ့ပေါ့နော်ကိုရဲ့ဟိုအလှရှင်နေရှိလို့ရှင်ဒါလေးကိုပြန်ပြီးတော့လှူပေးတာပေါ့နော်အစ်စ်ကြီးပဲရှိသူနှမျောတာပေါ့နော်ဆက်ရဲပဲရှိသေးတယ်ထဲတာအဲဒီလာချီလို့ရှင်လည်းပြန်မလှူဖြစ်ဘူးပေါ့နော်ဘာဖြစ်အဖေလည်းကုတူရအောင်လို့လှူဖြစ်ခဲ့ရေပေါ့နော်အဲ့ဒါ အာဘယ်လိုပြောရမလဲသူဆုံးလုံးသွားဆိုလို့ရှင်အဖေကိုသူကတော့အဲ့လိုမျိုးဖေရော အဖေဆိုတာအဖေရဲ့အမေပေါ့နော်မိဆိုရောက်ခမပေါ့နော်ရောက်ခမတို့လည်းအရန်ကိုပေါ့နော်တရားရှိရဲညီမလေးအဲ့လိုမျိုးတရားရှိရဲဟိုကြာကြာချင်းရတော့ပေါ့နော်အဲ့လိုမျိုးဟိုအမေတော်တင်ဦးပေါ့နော်အမေခမညာငိုတော့ငိုတယ်ငိုပြီးအခုကတော့ဒီတိုင်းမှာပဲသူကနေသူခါ တော်တော်လေးအဲ့လိုမျိုးတတိယလို့ရှင်တော့လွမ်းလို့អော်မိတာပေါ့អော်အရန်မအောင်ပေါ့မောင်ကြီးရေអော်ဟိုပါပေါ့เนาะသုံးသွားပြီပေါ့အဲ့လိုမျိုးလွမ်းတဲ့ခါတော့ဒီပြောမိတာတော့ရှိရေပေါ့ចံတဲ့ချိန်ကြာလို့ရှင်တော့အမေလည်းအသက်က84နှစ်ရှိနေပြီဆိုတော့တရားရှိရေပေါ့เนาะ ပရိကရာဒါနပရိကရာဒါနအနာတိအနာတိသမီးကျော်တော့ကောင်းပါအနာတိပေးမှအားဖြစ်ရတယ်ဗောနော်ဒီမှာပြီးကြောက်ဆုံးပါဆီဟုတ်တယ်ဟုတ်ကိုလည်းကိုအဖေဆုံးတော့ဆိုလဲသူရှိရဲ့ဘေးနားမှာသူပဲအကုန်လုံးသူရှိနေတော့အဲ့လိုမျိုးကိုကိုဆိုလို့ရှင်လဲစိတ်မညစ်အောင်လို့ပေါ့နော်အမြဲတမ်းအဖေမှပေးတယ်အဖေဆုံးတော့ဆိုလို့ရှင်လဲအဲ့လိုပဲအဖေရဲ့ဒီနာရီးတွေပါအကုန်လုံးလိုက်လုပ်ပေးရပေါ့နော်အခုဆိုလို့ရှင်လဲကိုကဘေးနားကနေတော့သူ့ကိုဘာဖြစ်ဖြစ်ပေါ့နော်ကို ဟိုအားရှိအောင်ပေါ့နော်အမြင်တဲ့တော့ခွန်အားတွေပေးရပါခွန်အားဆိုတာကိုကိုဘာဖြစ်နေတော့ baby တို့ရှိရဲဘာဖြစ်ဖြစ်အော်ဒါလေသူတော်မှပြောတယ်အော်လေနောက်ဆုံးတော့လေအဲ baby ရဲ့ကိုကိုရဲ့ပဲပေါ့နော်အမေတို့ဟိုဟိုအမေတို့အခုဆိုအဖေကဆုံးသွားဆုံးသွားပြီပေါ့နော်အဲနောက်ဆုံးကြတော့လေ baby နဲ့ကိုကိုပဲကြံနေတာပဲပေါ့နော်မကြံဘူးရှိရဲဘာဖြစ်ဖြစ်ကိုရင်းနောက်ချိန်ဆိုလို့ချင်းအဲ့လိုမျိုးပေါ့နော် generation သားသမီးတွေကလာမှာပဲကိုကိုဘာမှစိတ်မပူနဲ့အဲ့လိုမျိုးတော့ပြောပြီးဖြစ်တယ်အားဖေးဖြစ်ပါတယ်ဒီမှာလीအ ဒီမှာပြည်ပြဖြစ်ပါလေမမာရာကြာအမေလိုရောပြည့်နေတော့လေအများကြီးအမေနဲ့အဖေလိုမျိုးနဲ့ဖြစ်နေပြီပြည်ပြဖြစ်ပါလေခုံခုံလဲဟိုအခုဟိုရဟန်းဝတ်တဲ့အချိန်မှာဟိုဘယ်နည်းရပဲဖြစ်ဖြစ်ဘယ်နှပတ်ပဲဖြစ်ဖြစ်ဟိုစိန်လုံးငြိမ်းချမ်းပြီးတော့ဒီအားပြများရပါစေလို့နတ်တာနိဗ္ဗာန်နတ်တာဆေယောဆေယောဟောတူဟောတူလာလာ မမေရကြတော့လေသူကိုယ်တိုင်လည်းသူ့သားလေးကိုရှင်ပြုခံနေမှာပဲ ကိုကြီးကြော်စမ်းမှုပေါ့နော်တိတ်တီးသားလေးကစုံသွားတဲ့အတွက်ပေါ့နော်သူ့အနေနဲ့ကဒါဟို trauma ကြီးလို့မျိုးပေါ့နော်အရန်ဟိုအခုချိန်ဒီကိုစိတ်ဟိုဒဏ်ရာရနေတာပေါ့အဲ့ဒါကြောင့်သူ့သားလို့ဖြစ်တဲ့ဒီအခုပေါ့နော်ဥမျိုးကိုအခုအနေနဲ့ပေါ့နော်သင်ငန်းလေးပေါ့ကိုရဟန်းတားရဲ့ကတားရဲ့ကမှအနေနဲ့လာရောက်ပြီးတော့ပေါ့နော်ရဟန်းဒီဖောင်လေးကိုပေါ့တွတ်သွင်းပေးရပေါ့နော်ညီမလေးမောင်ရှိရဲ့လို့ဘယ်နဲ့ပတ်လောက်ပေါ့နော်ဝတ်မလဲဆိုမောင်ရှိကတော့ဟိုဘာပေါ့မမရဲ့တဲ့ဟို ဘာဖြစ်ဖြစ်သူအလုတ်အားလုံးလေးတစ်ဖက်ဆက်ရက်လောက်ဖြစ်ဖြစ်ပေါ့နော်ဒီမျိုးယဟန်ဟွာဖြစ်ချင်တယ်ပေါ့နော်ဝစ်ချင်တယ်ဆိုလို့ရှိရင်ရတယ်လို့မောင်ရှိအဲ့ဒါဆိုဒါပေမဲ့မောင်ရှိကိုတော့နောက်ထားတယ်ရာသပံဝင်မယ်ဆိုလို့ရှင် မောင်ရှိကိုမြဲတယ်လို့အလှူတိုင်းကမအနေနဲ့ပေါ့နော်အမြဲတမ်းဟိုဖြစ်မယ်ရာသပံအနေနဲ့လှူနေမယ်လို့အဲ့ဒါပြောနေတာနောက်နေတော့မဝေးတော့ဦးလေတပတ်လောက်ပါမယ်တဲ့မမတဲ့ ပီတိလေးကဘလောက်ရှိလဲဆိုအရန်ကိုပြောပါတယ်ပီတိလေးဖြစ်မိပါတယ်နောက်ပြောဆိုလို့ရှင်လေဥမျိုးဆိုတာလေကိုမောင်လေးလို့ပေါ့နော်ကိုမောင်လေးလို့ဖြစ်တဲ့အတွက်နောက်ပြောလေလိမ္မာရေးချရှိရဒီကလေးကအဲလိမ္မာရဲပြီးလို့ရှင်လေအခုဆိုလို့ရှင်လေဒီအဝတ်စားလောကမှာဆိုလို့ရှင်လေဒီဇိုင်နာမှာဆိုလို့ရှင်လေအောင်မြင်နေရဆိုတော့ပေါ့နော်မိုင်လေးလေအရန်ပီတိဖြစ်မိရအဲ့ဒါကြောင့်ပေါ့နော်ဥမျိုးလေဒီထက်မကပေါ့နော်သာသနာတွေလည်းပြုနိုင်ပါစေပြီးလို့ရှင်လေအောင်မြင်နေပေါ့နော်တကယ်ကိုဒီဇိုင်နာကြီးဟိုဒီထက်မကအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်